အားရစရာဈေးကွက်ကိုပိုင်ဆိုင်ဖို့လီဗာပူးပြုလုပ်သွားရမယ်အပြောင်းအရွှေ့များအလုံးမဲ့မင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဘရိုက်တန်အသင်းအတွက်ကိုစီကစားပေးခဲ့ကြတာကိုနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်လက်ရှိချယ်ဆီမှာကစားနေတဲ့ဘရိုက်တန်ကစားသမားဟောင်းခိုင်စီလိုထက်ပိုကောင်းတဲ့ဝင်းလင်ကစားသမားကိုလီဗာပူးအသင်းကပြတ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာနေပါတယ် သူကတော့ဒီယာဒီမာ Brighton အသင်းအတွက်ပွဲချိန်တိပါဝင်ကစားပြီးထားတဲ့နံပါတ်6ကစားသမား Carlos Baliba ပဲဖြစ်ပါတယ်ဒီဘုဟာ M2 ကိုရောင်းထုတ်ပြီးတော့ Graben Bash နဲ့အပြိုင်လို့တို့သုံးဆွဲလို့ရမယ်။ကွင်းလယ်အဖြစ်ကစားသမားတူကိုခေါ်ယူလို့နေတာပါ။တစ်ဖက်မှာ Brighton ကရာသီအစကရလက်ကောင်းမွန်ခဲ့ပြီးမြဲလေအခုဆိုလို့ရှိရင်ဥရောပဝင်ခွင့်အတွက်တောင်မှဝေးကွာသွားပြီဖြစ်လို့ဒီအချက်ကလေဘဘုပြစ်မဲ့ Brighton ကွင်းလယ်လူကိုခေါ်ယူရေးမှာပို့ပြီးတော့အလေးတာနေစီတာဖြစ်ပါတယ်။ စတော့ဦးဆောင်တဲ့လီဗာပူးအသင်းဟာတနင်္လာနေ့ညမှာ God of Honor ကိုခံယူရင်းနဲ့ Brighton အသင်းကိုအဝေးခွင်းမှာတွားရောက်ရင်ဆန်ရဖို့ရှိနေပါတယ်ရှင်။နောက်ထပ်ပြီးတော့လေလီဗာပူးအသင်းရဲ့တောင်းမန်ကစားသမား Louis Diaz ဟာဆိုရင် Barcelona အသင်းရဲ့ထိတ်တန့်ပြစ်မှတ်တွေထဲမှာပါဝင်နေစေဖြစ်တယ်လို့သိရပါတယ်။ Diaz ကလီဗာပူးအသင်းအတွက်အကောင်းဆုံးပေးဆက်ကစားထားပြီးတော့မိုဆာလာပြီးရင်ဒုတိယအကောင်းဆုံးတိုက်စစ်သမားအဖြစ်ရပ်တည်နေတာပါ။အမွေးဆောင်အရရမှာလီဗာပူးအသင်းအတွက်စုစုပေါင်း29ဂိုးအထိကိုသွင်းယူပေးထားပါဗျ။ အဆက်ရှိနှစ်သားဟာဘာစီလိုနာကစိတ်ဝင်စားခဲ့ပူတယ်ဆိုပေမဲ့လို့လည်းအခုတော့စပိန်သတင်းစာ Relevo ရဲ့ဖော်ပြချက်အရဆိုရင် DS ဟာဘာစီလိုနာအသင်းရဲ့အဓိကပြစ်မှတ်ဖြစ်နေပြီဆိုတာပါပဲ။ဘာကာကဒီဘဝအသင်းရဲ့နီကိုဝီလျံကိုခေါ်ယူဖို့ဆန္ဒရှိပေမဲ့လို့လည်းထင်ထားသလောက်မလွယ်ကူဘူးဆိုတာကိုသိလာကြမလို့လီဗာပူးရဲ့ DS ပေါ်ပြန်ပြီးတော့မှလေးနက်လာနေတာပါ။လီဗာပူးအသင်းရဲ့နံပါတ်9ကစားသမားကစာချုပ်တဲ့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေပြီးတော့သူနဲ့အသင်းကြားကစာချုပ်တက်တန်းဟာ2029မှာအုံဆုံးတော့မှာဖြစ်ပါတယ်။ ဆိုတော့ DS ကိုအတင်းမှဆက်ထားတာကပူကောင်းလားဓမ္မမဟုတ်ရင်ရောင်းထုတ်လိုက်တာပူကောင်းလားဆိုတာကတော့မိကုန်းထုတ်စရာတွေဖြစ်လာပါပြီ။ဒီကြတာတစ်ခုကတော့သူ့ကိုရောင်းထုတ်လိုက်မယ်ဆိုရင်သူ့နေရာမှာအစားထိုးဖို့အတွက်နောက်ထပ်ကစားသမားတအုပ်ကိုတော့မဖြစ်မနေခေါ်ယူသွားရမယ်ဆိုတဲ့အချက်ပါပဲ။ဒီအတွက်လည်းလီဗာပူးအသင်းကနယူကာဆယ်အသင်းရဲ့အန်တိုနီဂေါ်ဒန်ကိုစောင့်ကြည့်ရရှိပါတယ်။သက်ဆိုင်ပြီးတော့ပြောရမယ်ဆိုရင်တော့မျက်စွရဲ့အမြင်အရဆိုရင်တော့ DS ကမာနီတို့လိုမျိုးပြည့်စုံတဲ့ World Class ကစားသမားတအူမဟုတ်ဘူးလို့ပဲမြင်မိပါတယ်။ဒါကြောင့်မလို့ ဘာစီလိုနာရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့အခြေမျိုးမှာတော့ရောင်းထုတ်လိုက်တာကပိုပြီးတော့တင့်တော်တယ်လို့ပဲထင်မြင်မိပါတယ်။တစ်ပတ်မှာကလည်း Brighton နဲ့ပွဲချုံမှာ Amstrad ရဲ့ပြတ်ကျချက်အရဆိုရင်ကြာရှိနေတဲ့ပွဲစဉ်နှစ်ပွဲရဲ့ဆက်ဆံချက်တွေကြောင့်မလို့တရားဒီလုံးဝပေးဆက်ကစားခဲ့တဲ့ကစားသမားတွေအပေါ်နီးပြအဖွဲ့ဝင်တွေထားရှိတဲ့စိတ်သဘောထားကလုံးဝပြောင်းလဲတော့မှာမဟုတ်ဘူးလို့သိရပါတယ်။ဒီပွဲစဉ်နှစ်ပွဲကလာမယ့်ရာသီကိုဘလို့ကစားသမားတွေဘလို့ပုံစံမျိုးနဲ့ရှင်ပြိုင်သွားရမလဲဆိုတဲ့ဆုံးဖြတ်ချက်အပေါ်မှာတက်ရောက်မှုရှိမဲ့ပုံတော့မပေါ်ပါဘူး။ ရဟန်ကလော့ထားရခဲ့တဲ့ခွန်ဆက်ကိုလည်း A-Switch အသင်းကစိတ်ဝင်စားနေပြီးတော့ရောင်းထုတ်သွားမယ့်အနေအထားမှာရှိပါတယ်။အထောင်တိုက်စစ်မှုတွေဖြစ်ကြတဲ့ထာဝင်းနဲ့ဂျူတာတို့ကလည်းဒီယာဒီမှာဆွမ်းဆောင်ရည်တွေညံ့နေတာကြောင့်မလို့နမတ်ကိုကစားသမားတစ်ကိုအပြောင်းအလဲပြုလုပ်သွားနိုင်ပါတယ်။ Simicas နဲ့ Elio တို့ကလည်းအလားတူအခြေအနေတွေမှာရှိနေပါတယ်။အသင်းဟာနမတ်ကိုကစားသမားအပြင် Full Back Player နဲ့ Center Back ကစားသမားတွေကိုခေါ်ယူသွားနိုင်ခဲ့မယ်ဆိုရင်တော့အောင်းမွန်နဲ့အပြောင်းရွှေ့ရာသီတစ်ခုဖြစ်လာတော့မှတေချာနေကြောင်းတင်ဆက်ပြလိုက်ရပါတယ်ရှင်။